ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့လောင်မင်းသားနဲ့ကာမမုတ်ဆူအောက်လန်တခုအပိုင်း30ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလူဒီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမကတော့စီစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် ဒီဒေါ်လာလေးကိုဖြတ်ပြီးတော့ရှေ့ရွာအုံမရွာလေးပဲဆရာကြီးတို့ကျွန်တော်တို့တော့မလာရဘူးဆရာကြီးမဲလုံးကသူ့ခေါ်ခိုင်းတဲ့တရေကြီးကိုမခေါ်လာနိုင်တဲ့ပြင်ဆရာကြီးတို့ကသူ့စီခေါ်လာတာမြင်ကျုပ်တို့တေချာပေါက်တတ်လိမ့်မယ်အေးကောင်းပါပြီမောင်ရင်တို့အဖိုးတို့စီစဉ်နေပဲရွာရဲဝင်ပါမယ်ဒီနာထီလိုက်ပို့ပေးတာဘယ်ကျေးဇူးတင်လာပါပြီကွယ်ဘိုးစင်ကျဲလေးထင်ကြီးတို့တော်ရကိုအဲ့လိုပြောဆိုပြီးရင်နောက်မှာပဲထင်ကြီးတို့တော်ရလေးဘိုးစင်ကျဲတို့နှုတ်ဆက်ပြီးအနောက်ကိုကြပြကြရထွက်သွားခဲ့ကြပါတယ် ဒီလိုနဲ့ပိုးစင်ကြဲတို့နှစ်ယောက်လည်းအောက်လန်းဆောင်မဲလုံကိုစုံမဖို့အတွက်အုံမောင်ရွာကလေးစီခြေလန်းကျကျလျှောက်လာခဲ့ပါတယ်။အုံမောင်ရွာကိုသွားတဲ့တော်လန်ကလေးကဖြောင်မျိုးညညာလေးရရှိပြီးတော့လမ်းမေးတစ်ချက်စီမှာလဲချုံနဲ့တစ်ပင်တို့ကအထင်သာရှိနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လည်းအတော်လေးရှောက်လာရမှာတော်လန်ကလေးရဲ့တနေရာအရာမှာတော့ရှေ့ရဆရာကြီးတို့ခဏခဏရပ်ပါဦး။ချုံတစ်ခုရဲ့အနောက်ဘက်ဆီကနေအတန်တစ်ခု အတန်အူကြားရုံများနဲ့ဒီအတန်ရှင်ကဒုက္ခတစုံတရာရောက်နေလိမ့်မယ်ဆိုတာကိုဘိုးခန်နီနဲ့ပိုးစင်ကျေသိရှိခဲ့ရပါတယ်။ဒါနဲ့ပဲအတန်ကြားရချုံအနောက်ဘက်ကသူတို့လျှောက်လာတဲ့အခါတွေးရိုက်နေမှာလဲကြနေတဲ့သူတယောက်ဝှက်ထားတဲ့ရှောင်းဝတ်ဆောင်ကလည်းတွေးတလူလူနဲ့ပါဇက်ကလည်းသူရည်ဆက်ချင်းကြနေတဲ့အဲ့လူကိုကြည့်ရင်ဘိုးခန်နီတို့နှစ်ယောက်စိတ်မကောင်းဖြစ်ပြီးတပြင်းကိုစီချခဲ့ကြပါတယ်။ဆရာကြီးတို့ကွာထွက်နေတဲ့အဖြစ်အပျက်အလဲနှဲ့နေကိုမြင်တာနဲ့အထက်လန်းဆရာကြီးရင်မှန်သိပါတယ်။ကျုပ်ကနောက်ဆုံးအနေနဲ့ တစ်ခုလောက်ကူကူညီပေးကြပါဗျာမောင်ရင်ကဘာတူလဲဘာလို့အခုလိုမျိုးဖြစ်ခဲ့ရလဲကွจุจုံနာမေဆိုင်းလုံးမှာจุအခုလိုဖြစ်ရတာကဥဆိုင်လုံးကအဲ့လိုသူဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအတူတူရှင်းပြလိုက်ပြီးကြာနေရဲ့သွေးစက်တွေလက်နဲ့တုပ်ပြီးတော့ဆရာဆရာကြီးတို့ကူညီပါ မေလုံးစီကကာမကျင့်စဉ်ကြံကိုဖြတ်ဖြတ်စည်းပေးပါဦးဆိုင်လုံးကအဲ့လိုပြောပြီးရင်နောက်လဲကြငင်းတက်ပြီးလောင်ကျွမ်းပြောက်ွယ်သွားခဲ့ပါတယ် ဒီချင်းရောင်မြင်ရတော့ဘိုးခန်ကြီးတို့လည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူ့အထည်ရဲ့ဆက်တွေကအတော်လေးကိုပြင်းနေဘိုးစင်ကြရ။သူကလည်းအတော်လေးကိုအောင်လဲပညာတစ်ဖက်ကန်းခံမှန်းသူ့ရဲ့နဖူကခြိုက်နေအမကိုကြည့်ရင်သိနိုင်တယ်။ဟုတ်တယ်ဘိုးခန်ကြီး။အောင်လန်းဆရာမဲလုံးဆိုတဲ့ကောင်ကသူ့ဆရာတော်ပြန်တက်နိုင်နေဆိုတော့အတော်လေးကိုခရီးရောက်နေပြီထင်တယ်။သူ့တို့လည်းအဆဆရရသတိထားရလိမ့်မယ်။ဘိုးစင်ကျင်နဲ့ဘိုးခန်ကြီးလည်းအဲ့လိုပြောပြီးရှောက်လာရမှတဖြည်းဖြည်းနဲ့တော်လန်းလေးရဲ့အဆုံးကျော်ဖြတ်ပြီးရှော့တရာကိုလှမ်းမြင်လိုက်ရပါတယ်။ ဘုခန့်နီရှေ့ရရွာကျွန်တော်တို့သွားနေတဲ့အုံမောရွာပဲဖြစ်လိမ့်မယ်။သိဟုတ်တာပေါ့ဘိုးစင်ကျေရ။ရွာတရလုံးမှာလေအောင်လန်းဆက်တရနင်းနင်းနုံနုံမဟုတ်အတော်လေးဖြစ်ရှိရမယ်ထင်တယ်။ဘာပဲဖြစ်ဖြစ်ပြ။ရွာသားတွေအမျိုးမျိုးဒုက္ခပီးနေကမိမငယ်တွေဖြက်စီးရုပ်မှန်နေကောင်တော့ကျုပ်တို့ကတော့မဖြစ်ဖြစ်တဲ့နည်းနဲ့ဆုံးမရမှာပဲဗျ။ဘုခန်ကြီးရဲ့စကားကိုကြားတော့ဘိုးစင်ကျဲလေးခေါင်းတစ်ချက်ညှိလိုက်ပြီးထောက်ခံလိုက်ရင်တဖြည်းဖြည်းနဲ့သူတို့တွေအုံမောက်ရွာထိပ်ကိုရောက်လာတော့မောင်ကြီးစပြုတ်နေပြီဖြစ်ပါတယ် အလဲရောင်မသိမကွဲချိန်ခါဖြစ်တာကြောင့်အိတ်တန်းဝင်ငယ်ကလေးတွေရဲ့ဟိုပင်ကူတီပင်ကူနဲ့စုညပွက်လုံးဆိုင်နေရပါ။ရွာထိပ်မှာလည်းကြီးမားတဲ့ကျိုးပင်ကြီးတပင်ကလည်းအထင်သာရှိနေကြတာပါ။ဒါပေမဲ့ရွာတော်ရှင်အရေးရာကိုတော့မှသူတို့မမြင်ခဲ့ကြပါဘူး။ဒီပုံစံတိုင်းဆိုရင်ဖြင့်ဒီရွာကဘုံကြီးကျောင်းတော်မရှိတဲ့အကုသိုလ်ရွာပဲဖြစ်အောင်မယ်လို့သူတို့တွေတွေးလိုက်ကြပါတယ်။တကယ်လည်းအုံမော့ရွာကလေးကဘုံကြီးကျောင်းဖျားစီကြီးတွေမရှိပဲဘာသာရေးမလိုက်စားကြတဲ့ရွာတရားပဲဖြစ်ပါတယ်။ ဖုန်ကြီးကြောင့်မရှိရရွာမှာမကောင်းတဲ့ပရလောကသားတွေရှိနေကြမှာမှန်ပါပဲလေအခုလေသူတို့လျှောက်လာရရွာလန်တစ်ဆောင်မှာမကောင်းတဲ့ပရလောကသားနနာဘဝတည်းတစီရီသူတို့မြင်ပြီးကြောက်လန့်တကြားပြေးလွှားနေကြလေမြင်နေရပါတယ်ဒီလိုနဲ့ပုခန်ကြီးတို့လည်းကျိုးပင်ကြီးနာကိုရောက်တော့ကြောက်မက်ဖွေရနနာဘဝမျိုးစုံဆင်လာပြီးသူတို့ကိုစာမတက်ဝါမတက်မျက်လုံးအစုံနဲ့စူးစိုက်ကြည့်နေကြတာကိုလည်းမြင်လိုက်ရပါတယ်။ဟေးအရှက်အကောင်နေမင်းတို့အသားမနာကြရင်ငါတို့လမ်းကိုဖယ်ပေးလိုက်စမ်း။ ဘိုးခန်ကအဲ့လိုပြောလိုက်တော့နနာဘဝကောင်နေတဲ့ခေါင်းဆောင်ဖြစ်တဲ့သူကအသက်နဲ့ကြီးနဲ့ပြန်ပြောလာပါတယ်။မရဘူးကွာ။ငါတို့တခင်အားရွာတဲ့ကိုဘလို့ဆရာမှမဝင်စေနဲ့လို့အမိန့်ပေးထားတယ်။မင်းတို့တွေမသေးခြင်းပြန်လှည့်သွားကြတော့။အဲ့ဒီနနာဘဝကောင်ရဲ့စကားဆုံးမှာပဲဘိုးခန်ကမန်နန်တပုတ်ရွဆူလိုက်ရမှာတန်လျက်ကင်နဲ့မန်နန်ဘလူးတောင်းကောင် ပေါ်လာပြီးနနာဘဝခေါင်းဆောင်နဲ့အပေါင်းပါရီကိုအပြင်းထန်တိုက်ခိုက်ပါရယ်။ နာနာဘွားကောင်ကြီးကလည်းအားကြမခံပြန်တိုက်ခိုက်ကြပြီးမဲ့ဘလူးကြီးတွေရဲ့တန်လျက်အောင်မှာခေါင်းပြက်ခြေပြက်လက်တွေပြက်ပြီးသူတို့ရဲ့ပြက်နေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုယူပြီးကြောက်လန့်တကြားခြေဥတရာထွက်ပြေးသွားကြပါတယ်။ဒီလိုနဲ့ဘိုးစင်ကျဲတို့လည်းရွာထိတ်ကမကောင်းဆိုးဝါးတွေကိုရှင်းလင်းပြီးရွာရဲကိုတလှမ်းချင်းဝင်လာကြတဲ့အခါမောင်ကြီးပြောစားရှိပေမဲ့ရွာထဲမှာလမ်းလျှောက်နေရဲ့လူရဲလူချင်းရဲ့လို့တရားမှမမြင်ခဲ့ရပါဘူး။ တိုင်းပဲရွာရရနနာဘဝတွေကတော့သူတို့မြင်ပြီးကစင်းလျာထွက်ပြေးနေကြတာကိုလည်းအရှင်းသားမြင်နေရပါတယ်။ဒီလိုနဲ့သူတို့လည်းနီးစက်ရခြံတကားပွင့်နေတဲ့အင်တအိမ်ကိုဝင်ပြီးတကားခောက်လိုက်ကြပါတယ်။ဘာလို့လဲ။ဆရာကြီးမဲလုံးတို့လား။ကျုပ်ဘာအပြစ်မှမလုပ်ထားပါဘူးဆရာကြီးရဲ့။သူတို့တကားခောက်လိုက်တဲ့အတန်ကြောင့်အိမ်ထဲရောက်ကြတာတယောက်ရဲ့တုံတုံရင်ရင်ပြောလိုက်တဲ့စကားကိုကြားတော့ပိုးစင်ကျဲလဲအိရှိထိတ်လန့်မှဆိုရာကြောင့်ချွချိုတတပဲအတန်ပြူလိုက်ပါတယ်အဖိုးတို့ကလူကောင်းနေပါခွဲမောင်ရုံတို့ရွာကဲတင်ပေးဖို့လာတာပါ ဘိုးစင်ကျဲရဲ့စကားဆုံးမှာပဲအိမ်တကားချက်ဖွင့်တဲ့အတူတဆက်ထဲမှာပဲတကားပွင့်လာခဲ့ပြီးအေရှီယာသူတို့ကပြားကြရဝင်ခိုင်းပြီးတကားပြန်ပေးလိုက်ပါတယ်။အော်လူလေးရေဘာအောင်များဒီလောက်တောင်ကြောက်နေရလဲကွ။အဖိုးတော်ကသစိမ့်ဧည့်သည်ရီလီရွာရဲကအောက်လန်းဆရာကြီးမဲလုံးကဧည့်သည်လက္ခဏာမြင်ကျုပ်တို့ဒုက္ခပြီးမှဆိုးလို့ပါ။အော်တနေ့မောင်ရင်တို့ရွာတကြီးရှိရမလား။ तू ကရောအခုလိုအနိုင်ကျင့်နေအောက်လန်းဆရာဘာမှမပြောဘူးလားကွ။ဘိုးကန်ကြီးရဲ့စကားလဲကြာရောအေရှင်ကတပ်ပြင်းအရှိတစ်ချက်ချပြီးအခုလိုပဲပြောပါရီ။ အမလီအဖိုးရဲ့တကြီးကပြောဖို့နေနေတတအောင်လန်းစရာမဲလုံးကြောက်ရတဲ့အထင်မှာ तू ကထိတ်ဆုံးကားဗျဒါဆိုလေခွတ်ဆပြီးတော့မောင်ရင်တို့ရွာကိုအနိုင်ကျင့်နေတဲ့အောင်လန်းဆောက်အဖိုးတို့ဆုံးမပေးမယ်မောင်ရင်ကသာသူ့အိမ်ကိုလမ်းညွန်ပေးပေါ့သူ့အိမ်ကရွာလေကလေရန်ရှိနေရေနံကြီးအမဲအောင်တုတ်ထားတဲ့အိမ်မဲအဖိုးတို့ရဲ့ကျွန်တော်ကိုယ်တိုင်လိုက်မပူရဲတာတော့ခွတ်လို့ပါဗျာရတယ်မောင်ရင်အဖိုးတို့ဘာသာပဲသွားလိုက်ကြမယ်မောင်ရင်ကတော့အဖိုးတို့ကိုနောက်ထပ်တစ်ခုကူညီပေးပါဘိုးစင်ကျဲရဲ့စကားအဆုံးမှာတော့ရွာသားလေးကောင်းတစ်ချက်ညှိပြလိုက်ပြီး ကျွန်တော်ကူညီနိုင်တာဆိုကူညီပါမယ်ဘာကိစ္စများလဲအဖိုးတို့ရေတခြားထွတ်တွေထူထူတော့မဟုတ်ပါမောင်ရင်မောင်ရင်ကအခုပဲရွာသကြီးနဲ့ရွာသားတွေစီကိုတွားရောက်ပြီးတော့အဖိုးတို့အောက်လန်းဆရာမင်းလုံးနဲ့တိုက်ခိုက်မယ့်အကြောင်းကိုတွားရောက်တတိပေးပါဘိုးစင်ကျဲရဲ့စကားကြောင့်အေရှင်လူငယ်လေးအတော်လေးကိုထိလန့်နေအမူအရာနဲ့အခုလိုပဲဆိုလာပါတယ်ဒါတော့မမဖြစ်ဘူးထင်တယ်အဖိုးတို့ရွာထဲမှာဆရာကြီးမင်းလုံးရဲ့အခိုင်းစေတရေအများကြီးရှိတယ်ဗျသူတို့အားလုံးကလေကျွန်တော်တို့ရဲ့တည်ဆုံသွားတဲ့ရွာသားတွေပဲ အဲ့လူကြီးကအောက်လန်းစီရင်နဲ့မတရားသဖြင့်ခိုင်းထားတာလေပြီးတော့ညမာကြီးပြောစမှာပဲလမ်းကိုထွက်တဲ့သူမြင်သူက6လန်းတက်ကြသေးတာဟိုကျွန်တော်ကတော့မသွားရဲဘူးအဖိုးတို့အဲ့ကိစ္စတော့တော်မပူပါနဲ့မောင်ရင်အခုအဖိုးတို့လာတာမြင်ရတော့ဒီကောင်တွေလည်းကြောက်လန့်တကြနဲ့ထွက်ပြေးကုန်ကြပြီပြီးတော့မောင်ရင်ကြောက်နေရင်ဟောရီယာအင်တချက်ကိုယူပြီးသွားပါမကောင်းတဲ့နနာဘဝမှန်သမျှဒီအင်ချက်ကိုမြင်တာနဲ့အနာကပ်ဖို့နေနေတတမျက်နာတော့မပြရဲစရာဘူးလို့အဖိုးအမခံပါတယ်ဘိုးစင်ကျေကလည်းအဲ့လိုပြောပြီးရင်တော့ဘလူးဆောင်အင်ကိုအင်ရှင်ကိုပေးလိုက်ပါတယ် အေရှီယာလေတကူရက်ကောင်ကျပဲဖြစ်မယ်ထင်ပါတယ်။တခြားမိသားစုဝင်ရဲ့လို့တယောက်တလီမှမတွေ့ကြရပါဘူး။တန်းနေပဲအင်ရှယ်လေဘိုးစင်ကျဲပြီးတဲ့ဘလူးဆောက်အင်တချက်ကိုယူပြီးဘိုးစင်ကျဲကိုခိုင်းတဲ့အတိုင်းလှုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။တန်းနေပဲသူတို့ညောင်လေအင်ရှယ်ကိုနှုတ်ဆက်ပြီးအင်ရှယ်လန်းညုံရရွာလေရရှင်နန်ကြီးတွေတို့ထားတဲ့လေရန်ရှိအင်ကြီးစီရောက်ခဲ့ပါတယ်။ဘုခတ်နီမြင်နေမလား။တကောက်အရာအတော်လေးအဆောင်ရှောက်တဲ့အကာအကွယ်တွေလှုပ်ထားတာနော်။ ဒီလိုအောက်တန်းကြတဲ့လူမျိုးကသူတို့အချိန်မီဒုက္ခပေးမဲ့သူတွေရှိနေမယ်ဆိုတော့သိနေတော့အဲ့လိုစီရင်ထားမှသူတို့ကလုံခြုံပါလိမ့်။ channel မှာလည်းသူ့နောက်လိုက်တွေနဲ့မမြင်ရတဲ့ကောင်းတွေကလည်းအများသားဗျ။သူတို့ဘယ်လိုဆက်လုပ်ကြမလဲပိုးစင်ကျဲ။ဘုကန်ကြီးရဲ့တဆက်တဲ့မိစကားကြတာနဲ့ပိုးစင်ကျဲလေးလေးပူတစ်ချက်မှုတ်ထုတ်လိုက်ရင်နဲ့ရောက်မှတော့မထူတော့ဘုကန်ကြီးဒီလိုကောင်းမျိုးထိတ်တိုက်ပဲရင်ဆိုင်ကြတာပေါ့။အခုပဲသူ့ channel ဝင်ကြရအောင်ပေါ့။ဒီလိုနဲ့သူတို့ညောင်လေးပိတ်ထားတဲ့အောက်လန်းဆရာမင်းလုံးရဲ့ချမ်ပါဝါစီရောက်လာခဲ့တဲ့ခါမှာတော့ ဟေးရလိုက်စမ်းခမကြီးတော့ဘာတူလဲရွာထဲမှာလည်းတစ်ခါမှမြင်ဘူးဘာလို့လောက်ကြလဲစံပါဝါမှာရှိနေတဲ့လူ၃ယောက်အနက်အလေရတယောက်ရဲ့ခတ်ထန်တဲ့စကားကြောင့်ဘိုးခန်ဒီတို့နှစ်ယောက်လည်းနှကန်းတွေ့ရုံများပြုံးလိုက်ကြတယ်။အဲ့နောက်ဘိုးခန်ဒီရောပဲစကားဆားလိုက်ပါတယ်။မင်းတို့ဆရာ ကာမမုံဆိုအောက်လန်းတခုလာဆုံးမတာပဲကွ။ဘာပြ။ကျွတ်လို့ဆရာကြီးတို့များခင်ဗျားတို့ကတေးချင်းတေးချင်းအဲ့လူစကားမဆုံးခင်မှာပဲစမပြောနိုင်တော့ပဲရက်တန့်သားခဲ့ပါတယ်။ သူ့ဘေးကအဖော်ညောင်းလဲအဲ့လူရဲ့နီးတူပါပဲအကြောင်းကတော့ဘိုးစင်ကျဲလက်ညှိုးထိုးပြီးစေးမအချုံမန်နဲ့ရွတ်ဆိုလိုက်တာကြောင့်တယောတာချုံမိလျက်တာဖြစ်သွားတာပဲဖြစ်ပါတယ်ဒီလိုနဲ့ဘိုးစင်ကျဲတို့လည်းအောက်လန်းဆရာမဲလုံးရဲ့ channel ဝင်လာရမှာနန္နာဘဝတွေကစီးကျူပြီးတိုက်ခိုက်ဖို့အတွက်ပြေးဝင်လာခဲ့ပါတယ်သူတို့ဦးဆောင်နေရကတော့15ဘေကန်ရှိရဲ့အေယာမတင်ဘုတ်ကိုင်းဘလူးကြီးတကောင်သူတို့တွေကဘိုးကန်နီတို့စီပြေးဝင်လာကြပြီးတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ် အဲ့ဒီအချိန်ရောက်မြင်ရတော့ဘိုးကံဒီတို့နှစ်ယောက်လဲမန်နံဘလူးတောင်းကောင်နဲ့ဆေးဘလူးတောင်းကောင်ဆင့်ခေါ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲတန်လျက်ကင်ထားတဲ့ပေ၂၀ခန့်ကြီးမှာတဲ့ရွှေရောင်ဘလူးကြီးတောင်းကောင်နဲ့ငွေရောင်ဆေးဘလူးတောင်းကောင် ပေါ်လာခဲ့တယ်။ဒီအချိန်ရောက်မြင်ရတော့နှစ်နာဘွားတွေကလည်းသူတို့ထက်အရွယ်စားကြီးမှာတော့ရှင်မဆိုင်ရဲပေမဲ့သူတို့ခေါင်းဆောင်ဘလူးကိုကြောက်တာကြောင့်အဲ့ဒီဘလူးတွေစီအတင်းပြေးဝင်တိုက်ခိုက်ကြရတယ်။ ဒါပေမဲ့စေဘလူကြီးတွေနဲ့အင်ဘလူတွေကသူတို့တွေကိုတန်လျှက်နဲ့မခုတ်ပဲတကောင်ချင်းစီကုတ်ကိုဆွဲပြီးချန်ပြန်လွှင့်ပြလိုက်တာကြောင့်ချန်ပြန်ရောက်သွားတဲ့အကောင်နိုင်ခြေဦးတရထွက်ပြေးကြပါတယ်။ဒီလိုနဲ့အချိန်တော်ကြာတိုက်ပွဲဖြစ်ပွားပြီးရနောက်မှာပဲအောင်လန်းဆရာမဲလုံးရဲ့ channel မှာနော်နော်ဘဝရီအကုန်ချန်ပြန်မှာပဲခြေဦးတရထွက်ပြေးလွတ်မြောက်ကုန်ကြတော့တင်းမုတ်ကန်ဘလူတကောင်သာကြံမာရတယ်။တင်မုတ်ကန်ဘလူကလည်းအစီရင်ဘလူဖြစ်တာကြောင့်သူထက်အရွယ်ကြီးမှတဲ့ဘလူ၆ကောင်ကိုအကြမလန်နဲ့ပြေးဝင်ပြီးတော့တိုက်ခိုက်တယ်။ ဒါပေမဲ့အင်အားကြီးလည်းမမျှအရွယ်စားကြီးလည်းကွာတော့ဘလူးကြီးတကောင်ရဲ့တန်လျက်ခုတ်ပိုင်းကျမှာဆက်ပြက်ပြီးပြောက်ွယ်သွားတဲ့အတွက်ခေါင်းနဲ့ကိုတခြားစီဖြစ်နေတဲ့ဘလူးရုပ်ကလေးဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။အဲဒီနောက်ဆေးဘလူးကြီးတွေနဲ့မန်နံဘလူးကြီးတွေကဘိုးစင်ကျဲတို့ကိုဥညွကပြောက်ွယ်သွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲချီယန်ရှိအိမ်ပေါ်ရက်ကနေကျဲလောင်စွာရှိမောတန်ကြီးနဲ့တူတကားဖွင့်ပြီးတော့အိမ်လေကားပေါ်နေတဲ့ဖြည်းဖြည်းချင်းဆင်လာတဲ့တောင်ဝေးအရှိကြီးနဲ့ပုကွက်ကွာလူကြီးတယောက်ရဲ့ ပေးမှထောင်ထောင်မမလူမျိုးရဲ့ကိုပိုးခန့်နေလို့တွေ့လိုက်ကြပါရဲ့ခမရောဘယ်ဆိုးလို့လဲကျွတ်တပည့်တွေနဲ့ကြုံမွေထားတဲ့ကောင်းတွေတာမကကျုပ်ရဲ့အစီရင်ဘလူးကိုတော့မှရှင်းလင်းနိုင်ခဲ့ပြီဆိုတော့ချီးကျူးပါရဲ့ဗျာခနဲ့တက်တဲ့ရီမောတန်နဲ့တူပြောဆိုလိုက်တဲ့ပုကွက်ကလူဆောင်အဲ့လူကသူတို့ဆုံးမမဲအောက်လန်းဆရာမဲလုံးမဲဖြစ်မဲဆိုတာဘုခန်ကြီးတို့သိလိုက်ကြပါတယ်။ဒါနဲ့ပဲဘုခန်ကြီးကလည်းဆရာကိုလည်းပြန်တက်မိမပြိုရီကိုလည်းဖြတ်စီး အမောင်ကြပြီးတော့မိုက်မဲနေတဲ့မင်းလိုကောင်ဒီနေ့တော့မင်းရဲ့အကူအညီချုပ်ငင်းရစေမယ်။ပြီးတော့မင်းဆရာစီကနေခိုးထားတဲ့ကောင်မအစီရင်ကြံလဲတိမ့်ယူဖြက်စီးပြရလိမ့်မယ်။ခမရရတိတ်ကိုလေချင်းမိုးကြီးနိုင်လာကြည်လားဗျ။အခုပဲခမရရပါဇက်ပေါ့ကိုကျုပ်ပိတ်ပေးမယ်။ဟဲ့နေဒီဖိုးကြီးညအသေးတိုက်ကြ။အောက်လန်းဆရာမင်းလုံးရဲ့စကားအဆုံးပါပဲ။သူတပည့်ဆိုရဲသူမြောက်ကဘိုးခံနေလို့စီအမဲရောင်ဆက်တွင်နဲ့စတင်တိုက်ခိုက်ပါတယ်။ သူတို့စီပြေးဝင်လာတဲ့စက်တွေကိုပိုခန့်နေရဆက်ဖြတ်မှန်းနဲ့ရုပ်ဆိုပြီးဖြတ်တောက်လိုက်တယ်ဆိုရင်ပဲပြေးဝင်လာတဲ့အမဲအောင်စက်တွေကသူတို့စီမရောက်ခင်လေပေါ်မှာပဲပျောက်ွယ်သွားခဲ့ပါတယ်။ဒီချင်းရောင်မြင်ရတော့အောက်လန်းဆရာမေလုံးနဲ့တပည့်နေအောင်အတော်လေးမျက်နာပြတ်သွားကြတယ်။ဒါနဲ့ပဲသူတို့တော်ရတာစက်တွေကိုစူးစီပြီးတော့ပိုခန့်နေလို့စီထပ်ပြီးတော့ပြတ်ပေါက်လိုက်တယ်။ဒီတစ်ခါမှာတော့ဘိုးစင်ကျားကဆေးလက်ညိုးနဲ့ထိုးပြီးစက်တွေကိုလေပေါ်မှာပဲထပ်ပြီးတော့ဖြတ်တောက်လိုက်ပြီးအောက်လန်းဆရာမေလုံးတို့စီကိုအဖြစ်ရောက်စက်တချို့နဲ့ထုတ်ပြီးတော့ပြတ်လိုက်တယ်။ ဒီခါမှာတော့အောက်လန်းစရာမဲလုံးတစ်ပေနှစ်ယောက်လုံးမြေပြင်ပေါ်မှာဘိုးစင်ကျဲရဲ့ဆက်တွေထိမှန်ပြီးဒူးထောက်ရတာအချုပ်ခံလိုက်ရတယ်။သူတို့တစ်ပေနှစ်ယောက်အချုပ်ခံလိုက်ရတော့အောက်လန်းစရာမဲလုံးလည်းအစွမ်းကုန်ဆက်တွေနဲ့တိုက်ခိုက်တယ်။ဒါပေမဲ့သူပြက်လိုက်တဲ့ဆက်တိုင်ကလည်းဘိုးခန့်ဒီတို့အနာရောက်တာနဲ့ပျောက်ကွယ်သွားတာမြင်တော့အတော်လေးဒေါသဖြစ်ပြီးခမညာခမညာတို့တိုက်ဆွမ်းနေရပေါ့ဒီတစ်ခါတော့ကြောက်ရဲ့နောက်ဆုံးဆက်ပဲခမညာတို့လည်းသိကြောက်လည်းသိပဲ။ အော်လန်ဆာမဲလုံးလည်းအဲ့လိုပြောပြီးတော့သူ့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အမဲအောင်ဆက်တွေကိုစူးစီးပြီးဘိုးစင်ကျဲတို့စီပြပပြီးသူကတော့မြေပြင်ပေါ်မှာလဲကျငင်းသက်သွားခဲ့ပါတယ်။တဖြည်းဖြည်းပြေးဝင်လာတဲ့အော်လန်ဆာမဲလုံးရဲ့နောက်ဆုံးဆက်ကြီးဟာတဖြည်းဖြည်းနီလာတော့ဘိုးစင်ကျဲတို့နှစ်ယောက်လည်းပြိုင်လူမြေပေါ်မှာဖနောက်တစ်ချက်ပလိုက်တာနဲ့အော်လန်ဆာမဲလုံးရဲ့နောက်ဆုံးဆက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီတော့မှသူတို့နှစ်ယောက်လည်းလဲကျငင်းသက်နေတဲ့အော်လန်ဆာမဲလုံးကိုကြည့်ပြီးတပြင်းတစ်ချက်စီချလိုက်ကြတယ်။ ဲ့အချိန်မှာပဲနီညိုရောင်အစင်းရှိတဲ့စက်ကြီးတကူကလေးပေါ်မှာပြန်ဝဲနေရင်နဲ့အောင်လန်းဆံမဲယုံရဲ့လဲကျနေတဲ့ခန္ဓာကိုယ်အတွင်ဝင်ရောက်လာခဲ့ပါတယ်။တဆက်ထဲမှာပဲလဲကျနေတဲ့မဲလုံးထရက်လာတယ်။အဲ့နောက်မီးတောက်နေတဲ့မျက်လုံးနှစ်ဖက်ပြီးတော့မျက်လုံးနှစ်ဖက်စီမှာလေနီညိုရောင်အခုံးငွေလေးထွက်နေ။သူကဘိုးခန့်ကြီးတို့မီးတောက်မျက်လုံးတွေနဲ့စူးကြည့်လိုက်ရင်နဲ့တဟားဟားရှိမောလိုက်တယ်။ဒီနေ့တော့ဝိဇာပေါ့စားနေရပြည့်တိတ်တိတ်ခန္ဓာနှစ်ခုတော့ရတော့မှာပါလား။ သူတို့ဆူဆိုက်ကြည့်ရင်ပြောနေတဲ့အောက်လန်းဆရာမေလုံရဲ့စကားကြောင့်ဘိုးခန်နီနဲ့ဘိုးစင်ဆဲတို့လည်းအတော်လေးအံ့ဩနေခဲ့ပါတယ်။ဒူးထောက်ရင်အချုပ်ခံထားတဲ့အောက်လန်းဆရာမေလုံရဲ့တပည့်မြောက်ကတော့သူတို့ဆရာဖြစ်ပုံကြည့်မျက်လုံးဆောင်မှိတ်ထားလိုက်ကြတယ်။အဲ့လိုဒူးထောက်နေရင်လည်းသူ့ကိုကြည့်ပြီးတော့မျက်လုံးမှိတ်ထားတဲ့တပည့်မြောက်လေးမြင်ရောအောက်လန်းဆရာမေလုံစိတ်တူသွားပြီ။တဲငါလိုနတ်ဆိုးအရှင်သခင်များမမော်ဖူးပဲနဲ့မျက်စိမှိတ်ထားငမိုက်သားတွေ။တေးစံအောက်လန်းဆရာမေလုံကအဲ့လိုပြောပြီးတော့ဖနောက်တစ်ချက်ပေါက်လိုက်တဲ့အခါ မျက်စိမိတ်ထားတဲ့သူ့ရဲ့တပည့်မြောက်ကြောက်လန့်တကြအော်ပြီးမီးလောင်ပြကြပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒီချေရောင်မြင်ရောပိုခန့်နေလို့လဲအတော်လေးကိုရက်ဆက်ကြံကြုတ်တဲ့အော်လန်ဆာမေလုံးစီစေးကျုံမန်နေကျုံဆက်တွေနဲ့ပြတ်ပါလိုက်တယ်။အဲ့လိုသူတို့ဆက်တွေနဲ့ပြတ်လိုက်တဲ့အချိန်မှာပဲအော်လန်ဆာမေလုံးကတောက်တချက်ခောက်ပြီးတော့သူတို့ဆက်တွေလေးမာရင်ဖမ်းပြီးဘေးကိုလွှင့်ပြလိုက်တယ်။ဒီချင်းအောင်မြင်ရတော့ပိုခန့်နေလို့လေအခြေအနေမကောင်းမှန်းသိရကြအောင်သူတို့ရဲ့အစစ်မြင့်တဲ့ပညာရွက်တွေထုတ်ရပြီလေ ဘိုးခန်ကလည်းမန္တန်ကွန်ရဲ့အချုံနောက်အစီရင်မန္တန်ကိုနှုတ်ကနေရွဆူလိုက်တယ်လို့ဘိုးစင်ကျဲလည်းစေးကွန်ချာအချုံအစီရင်ကိုသုံးပြီးဆက်နှစ်ခုပေါင်းပြီးအောင်လန်းဆောင်မဲလို့ချုပ်လိုက်ကြတယ်။အဲဒီဆက်နှစ်ခုကလေပေါ်မှာရင်ရွှေရောင်ငွေရောင်အလင်းနှံလောင်အင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားရင်လည်းအောင်လန်းဆောင်မဲလုံးစီပြေးဝင်သွားခဲ့တယ်။ဒီချင်းအောင်မြင်ရပြီမဲလေအောင်လန်းဆောင်မဲလုံးကမရှောင်မဲတဟားဟားရှီမောနေပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးရွှေရောင်ကျွမြင်နေရပ်ပတ်ချီနာရင်းနဲ့ငွေလောင်အင်ကြီးတစ်ခုကလည်းအပေါ်ကနေအုပ်မိုးထားခဲ့တယ်။ဟာဟာဟာ ငါတွေ့ဘူးတမျှဝိစာပေါက်စာရည်ထဲမှာမင်းတို့မြောက်ပညာအတော်လေးကိုစွမ်းနာဟုတ်ကမင်းတို့သိတိခံနိုင်ရင်ငါပညာတွေအတော်လေးအဆင်မြင်သွားမှာကျင်းတည်ပဲအော်လန်းဆရာမေလုံးကအဲ့လိုပြောပြီးတော့ဖနောက်တစ်ချက်ပေါက်ပြီးတောက်တစ်ချက်ခါလိုက်တဲ့အခါရွှေရောင်ကျုံးမြင့်တွေပြတ်တောက်ပြီးတော့ငွေရောင်အလင်းနဲ့လှောင်အင်ကြီးအားလေးတစစီပျက်စီးသွားခဲ့ပါတယ်ဒီအချင်းရောင်မြင်ရတော့ဘိုးစင်ကျင်းနဲ့ဘိုးခန့်ကြီးလည်းအတော်လေးအံ့အားသင်ခဲ့ရတယ်သူတို့ရဲ့ဝိစာပညာရက်တွေကိုအလွယ်တကူဖြတ်တောက်နိုင်နေဆိုတော့ဒီလူဟာတာမန်တော့မဟုတ်နိုင်ဘူးဆိုတဲ့အတွေ့တွေဝင်လာခဲ့တယ် အဲ့ဒီအချိန်မှာပဲအောက်လန်းဆရာမဲလုံးကသူတို့စီကိုနီညိုယောင်ဆက်ကြီးတစ်ခုနဲ့လှမ်းပစ်လိုက်တဲ့အတွက်ဘိုးခန်ညီတို့နှစ်ယောက် အနောက်ကိုငားပေလောက်လွှဲဆင်ပြီးတော့ဒူးထောက်ရက်သားလဲကျသွားခဲ့ရတယ်။အဲ့နောက်သူတို့နှစ်ယောက်စီကနေမင်းမင်းကဘာတူလဲအဲ့လိုပြိုင်းသူမေးလိုက်တဲ့အတန်ဆုံးမှာပဲသူတို့နောက်ကွယ်ကနေချူတာတဲ့အတန်တစ်ခုကြားလိုက်ရတယ်။သူကနတ်ဆိုးအရှင်စောတတ်ထမဲ့အဖိုးတို့သူကအခုချိန်ထိကိုအသက်ရှင်လျက်သားရှိနေပြီးအောက်ဝိဇ္ဇာခေါင်းဆောင်နတ်ဆိုးတစ်ကောင်တော့ဖြစ်နေပြီ။ သူတို့လည်းအတန်ကြာလဲကြည့်လိုက်တော့တတက်ကလေးနှစ်ဖက်ကိုပေါ်ယုံမြပြုံးပြလာတဲ့လောင်မင်းတာကိုတွေ့လိုက်ရတယ်။လောင်မင်းတာရဲ့နောက်မှာလည်းရွာကလူတွေတော်တော်များများလိုက်ပါလာကြတာလေမြင်လိုက်ရပြန်တယ်။သူတို့ခက်ခဲကြောက်ရွံ့နေအချိန်မှာရောက်လာတဲ့လောင်မင်းတာကိုဒူးထောင်နေရနေလှဲ့ကြည့်ရင်ဘိုးခန်နီနဲ့ဘိုးစင်ကျဲတို့ပျော်ရွှင်နေကြပေမဲ့အောင်လန်းဆရာမဲလုံးဆိုတဲ့သူကတော့"ဩမင်းကငါ့လက်ချက်နဲ့သိခဲ့ရတဲ့ပကံပြည့်ရှင်ဝင်စားတဲ့ကောင်မလား။အခုဘဝမှာလည်းမင်းထပ်ပြီးတည်ရမှာပေါ့ကွာ။အခုတော့ငါလှုပ်ရှားရှိသေးလို့သွားလိုက်အောင်မယ်"ဟာဟာဟာ အဲ့လိုအောက်လန်းဆရာမဲလုံးဆရာနေရှီမောတန်အစုံပါပဲအောက်လန်းဆရာမဲလုံးရဲ့ခန္ဓာကိုယ်ကနေနီးညွတ်အောင်အခုံးငွေတွေကောင်းငင်အထက်ပြန်တက်ပြီးတခဏချင်းစွတ်တလူပျောက်ကွယ်သွားခဲ့ပါတယ်တဆက်ထဲမှာပဲနီးညွတ်အောင်ခုံးငွေတွေထွက်သွားပြီးရတဲ့အောက်လန်းဆရာမဲလုံးရဲ့ခန္ဓာကိုယ်ကြီးမီးလောင်ပြကျသွားခဲ့ပါတယ် လာမင်းသားလည်းအဲ့ဒီနောက်မှာဒူးထောက်လျက်သားကြနေတဲ့ဘိုးခန်ကြီးတို့ကြည့်ရင်လည်းစိတ်မသက်မသာဖြစ်တဲ့အမူအရာနဲ့နှုတ်ကနေအချုံအောင်ပြေးစေတဲ့မန္တန်တပုတ်ကိုရွတ်ဆိုလိုက်မှဘိုးခန်ကြီးတို့ထရရနိုင်ခဲ့ပါတယ်။အဲ့လိုလာမင်းသားရဲ့အချုံအောင်ပြေးတဲ့မန္တန်အစုံမှာတော့ဘိုးစင်ကျဲတို့ချုပ်တာခံထားတဲ့အောက်လန်းဆရာမင်းလုံးရဲ့တကားဆောင်တစ်ဖက်သုံးယောက်လည်းအချုံအောင်ကလွတ်ပြီးလာမင်းသားတို့စီပြေးဝင်လာပြီးဒူးထောက်ပြီးတောင်းပန်ကြပါတယ်။အဲ့နော်လာမင်းသားလေသူနဲ့တူပါလာတဲ့တကြီးနဲ့ရွာသားတချို့ကြည့်ရင်အဲ့တော်ရကိုစကားဆိုလိုက်ပါတယ် အကိုတို့တော့ရောက်အနေနဲ့အကိုတို့အပြစ်လောက်ထားတဲ့တကြီးနဲ့ရွာသားတချို့ပဲတောင်းပန်ရမှာပါအကိုရိုအနေနဲ့အောင်လန်းစာမဲလုံကြလို့သူစိတ်ခိုင်းအောင်လုပ်ရပေမဲ့လေခံရတဲ့သူတွေကခွက်လို့မလားဆိုတာကတော့သူတို့ပုံမှာပဲမူတည်ပါတယ်။လာမင်းတောင်အဲ့လိုပြောလိုက်တာနဲ့တဆက်ထဲမှာပဲတကြီးနဲ့ရွာသားတွေကိုကြည့်ပြီးအဲ့လိုတယောက်ကတောင်းပန်ကြပါတယ်။တကြီးနဲ့ရွာသားတွေကလည်းသူတို့ပေါ်ခွက်လို့ခဲကြပါတယ်။ အဲ့ဒီချိန်မှာပဲမှောင်နေတဲ့ကောင်းကင်ကြီးအပေါ်ကနေမီးလုံးသုံးခုပြောင်းဝဲနေရမြင်ရတော့တကြီးနဲ့ရွာသားတစုလည်းထိတ်လန့်နေကြပြီးတော့လမ်းမင်းသားတို့သုံးယောက်ကိုကြည့်ပြီးတကြီးဆိုတဲ့သူတုံတုံရင်ရင်နဲ့စကားဆိုလာခဲ့ပါတယ်။ဆရာလေးဟိုမှာဟိုမှာမီးမီးမီးလုံးကြီးကျွတ်တို့စီလာနေရကိုကြီးပါအောင်ဗျာ။တကြီးရဲ့စကားကိုကြားတော့လမ်းမင်းသားလည်းအေးစေးတည်ငြိမ်နေအမူအရာနဲ့စိတ်မပူပါနဲ့တကြီးသူတို့ကတကြီးတို့တောင်းမမို့တော့လာခဲ့ကြတာပါ။ကျွန်တော်ခုပဲသူတို့ကိုခေါ်လိုက်မယ်။ကဲ ကိုထင်ကြီးတို့တော်ရောက်အခုပဲဆင်လာပြီးအပြစ်တွေကိုခံရတဲ့ကာယကရှင်လေးစီလာရောက်တောင်းမှာမှာလာမင်းသားအဲ့လိုပြောလိုက်တာနဲ့ကောင်းငင်ပေါ်မှာပြန်ဝဲနေတဲ့မိလုံးကြီးတုံးကမြေပြင်ပေါ်ဆင်းသက်လာခဲ့ပြီးလာမင်းသားတို့နဲ့ရွာသားတွေရှိမှကြလာခဲ့ပါတယ်အဲ့နောက်ထင်ကြီးနဲ့သူတပည့်နှစ်ယောက်တို့အသွင်ပြောင်းလဲခဲ့ကြတယ်ဒီလိုနဲ့တကြီးပါဝင်ရွာသားတွေအားလုံးကသူတို့ကိုခွန်လုတ်ခဲ့ကြတယ်လို့သူတို့တွေကလည်းလာမင်းသားရဲ့ရှိမှပညာရက်တွေဖြန့်စီခဲ့ကြပြီးအော်လန်းဆရာမဲလုံးရဲ့အိမ်အပေါ်ထက်ကကာမစီရဲ့ကြံဝင်ရှိပြီးလာမင်းသားတို့စီအပ်လိုက်ကြပါတယ် လာမင်းသားတို့လည်းဒီအစီရင်ကြံကိုသူတို့အားလုံးရဲ့ရှေ့မှာတင်လေးပေါ်ပြစ်တင်ပြီးမန္တန်တပုတ်ရွှေဆူလိုက်တာနဲ့ကောင်မစီရင်ကြံလေးပေါ်မှာပဲမီးဆွဲလောင်ပြီးပြအဖြစ်ကိုလွှင့်စင်ပြောက်ွယ်ခဲ့ပါတယ်ဒီလိုစီရင်နေပြုစုထားတဲ့ကျန်းရှိနေနောက်ထပ်မင်းမပြိုရီပြက်စီရမှာမို့လို့ကျွန်တော်ဖြက်စီပစ်လိုက်ပြီကိုထင်ကြီးတို့ခြောက်အောင်အနေနဲ့ဒီရောအတက်နိုင်ဆိုပြန်လဲဆောင်းဆောင်ပြီးတော့အပြစ်တွေစေကြောလိုက်ကြပါ ဟုတ်ဟုတ်ကဲ့ပါဆရာလေးကျွန်တော်တို့အနေနဲ့တကြီးခွင့်ပြုရင်ဒီရွာမှာပဲနေပြီးရွာကိုစောင့်ရှောက်ပေးပါမယ်ကိုထင်ကြီးရဲ့စကားအဆုံးမှာလာမင်းသားလဲသူ့ရဲ့အိစာတရာလွယ်အိတ်ကလေးတွေကနေအထက်လန်းအင်းပညာရတွေစူးစီးထားတဲ့အင်းစာအုပ်ကလေးကိုထုတ်ပေးလိုက်ပါတယ်ကဲကိုထင်ကြီးဒီတွေကအခြေခံအင်းပညာရတွေကိုလေ့လာပြီးတော့ခုနှစ်ရာသားသမီးတွေကိုပြန်လဲကဲတင်နေတဲ့အပြစ်တွေကိုစေကျော်ကြပါကိုထင်ကြီးလေလာမေတာပေးတဲ့အင်းစာအုပ်ကလေးကိုဝမ်းသာအားရလက်ခံရင်းနဲ့သူတို့၆ယောက်ဟာလာမေတာနဲ့ဘိုးစင်ကျဲတို့ကိုအကြင်ကြင်ရှစ်ခိုးနေကြပါဗျ။ အိနာလာမင်းသားလဲရတကြီးဘက်ကိုလှဲပြီးကဲရတကြီးတကြီးတို့ရွာအနေနဲ့ဖုန်ကြီးကြောင်ကလေးတစ်ခုအမြန်ဆုံးတိစောက်ကြပါကျောင်းဆောက်ပြီးစီးတဲ့အခါမှာတေဆုံးသွားတဲ့ရွာသားတွေနဲ့တခြားသောပရလောကသားတွေခေါ်ပြီးတော့အမျှဝေပေးပါဖုန်ကြီးကြောင်မရှိတဲ့ရွာမှာအခုလိုပဲမကောင်းတဲ့ပညာသည်တွေမကောင်းတဲ့နန္ဒဘဝတွေကအလို့ရှိတိုင်းသွာလာလို့ရတယ်ပြီးတော့ဒီပါကိုကျွန်တော်ဆလာကြရရရွာတော်ရှင်မရှိဘူးကျွန်တော်ခုပဲရွာတော်ရှင်အပ်ခဲ့ပါမယ်။လာမင်းသားလည်းအဲ့လိုပြောပြီးနှစ်ကနေတစ်စုံတစ်ခုရွတ်ဆုလိုက်တာနဲ့သူတို့အားလုံးရဲ့အရှိမ အပေါ်တိုက်ပုံဖြူပစိုးကြောင့်ဝစ်စင်ထားတဲ့အဖိုးကြီးတယောက်ပေါ်လာခဲ့ပါတယ်။ကဲအဖိုးကြီးဒီနေ့အစပြီးတော့ဒီရွာကလေးကိုစောင့်ရှောက်ပေးပါ။တိတ်မကြခင်မှာပဲဒီရွာလေးမှာဘုန်းကြီးကျောင်းဆောက်လုပ်မှဖြစ်လို့အခုချိန်အစပြီးရွာထိပ်ကကျိုးပင်ကြီးမှာနေပြီးတော့ရွာရဲကိုမကောင်းတာမှန်သမျှဝင်မရအောင်ကာကွယ်ပေးပါ။ကောင်းလာပါပြီဆရာလေး။ရွာတော်ရှင်လေးအဲ့လိုပြောပြီးအားလုံးရဲ့ရှင်မှာပြောက်ကွယ်သွားခဲ့ပါတယ်။ တကြီးနဲ့ရွာသားတို့ချို့ကတော့လာမင်းသာလို့တမညာပါဆက်အဟောင်းသားနဲ့ကြည်နေကြတာပါအဲ့ဒီနောက်လာမင်းသာပြောတမညာစကားတွေကိုအာရဝန်တာလက်ခံပြီးမနေ့ပြန်ဆောက်ပြီးဘုန်းကြီးကျောင်းဆောက်ဖို့အတွက်စီစဉ်ပါမယ်လို့ကတိပေးကြပါတယ်ဒီလိုနဲ့လာမင်းသာတို့လည်းအားလုံးနှုတ်ဆက်ပြီးတော့အုံမရွာကလေးကြောခိုင်းပြီးရွာပြန်ထွက်လာကြပါတယ်တကြီးပါဝင်ရွာသားတွေအားလုံးနဲ့ကိုထင်ကြီးကိုခြောက်ရောက်ကလည်းသူတို့ရဲ့ရှေ့မှာကြောခိုင်းပြီးထွက်သွားကြတဲ့လာမင်းသာနဲ့အဖိုးကိုနှောင်ပြောက်ွယ်သွားတဲ့အထိလက်အုပ်ချင်းနဲ့စံနေခဲ့ကြပါတယ် ။လာမင်းသားလည်းဘုခန်နီရောညောင်နေတူအုံမရွာကလေးကိုညာရင်ချင်းခရီးဆက်လာပါရယ်။မီးလာမင်းသားအဖိုးတို့နဲ့တိုက်ခိုက်တဲ့နတ်ဆိုးကအတော်လေးအဆွမ်းထက်တယ်။မီးသားမလိုက်အဖိုးတို့ဘာဆက်ဖြစ်မလဲတော့မသိတော့ဘူး။ဘိုးစင်ကျဲရဲ့စကားကိုကြားတော့လာမင်းသားလည်းတပြင်းတစ်ချက်ချပြီးအခုလိုပဲဆိုလာပါရယ်။ဟုတ်တယ်ဖို့။သူကတချင်ကမီးရောကိုကောက်ကျစ်ရှုံမှပြီးတက်ခဲတဲ့အင်းဝဘရင်စောတက်ထင်မယ်။သူကအရှက်လက်လက်ဒီအောက်ပညာရတွေကိုကျင့်ကြရင်အဝိဇ္ဇာနဲ့ဆိုတကောင်ဖြစ်သွားခဲ့တာအဖိုးတို့နဲ့တက်ခဲ့တာသူ့ရဲ့နှဆိုးကိုပါပဲ သူကအဖိုးတို့လိုအစမ်းသိတိနေပါတဲ့ဝိဇာတချို့နဲ့ဝိဇာပညာရတွေအတော်အသင့်ပောက်မြောင်နေတဲ့ပုံကိုယ်ရဲ့သိတိခံတာကိုယူပြီးတော့သူပညာတွေအဆင့်မြောင်တက်နေရပါ။အော်ဒီလိုကောက်ကျစ်တဲ့ဘေးရနေနတ်ဆိုးဖြစ်သွားတော့ဆိုတော့လူသားတွေအတွက်အတော်လေးအန္တရာယ်များရဲ့နော်မိလာမင်းသား။ဟုတ်တယ်အဖိုးစင်စင်အခုသူ့ရဲ့ကိုဘွားနဲ့ရင်အဖိုးတို့အတော်လေးအထိနာခဲ့ကြတာမဟုတ်လား။သူ့ရဲ့မူလခန္ဓာကိုယ်ရှိရာအရက်ကိုသွားပြီးတော့ထိတ်တဲ့ရင်ဆိုင်ထဲမှာသူ့ကိုဆုံးမနိုင်လိမ့်မယ်။ အခုတော့သူရှိရာနေရာရောအတိအကျမသိသေးခင်အထိတော့ကျွန်တော်တို့တွေသူ့ကိုဘာမှလုပ်လို့ရအောင်မဟုတ်ဘူး။ဟုတ်ပါပြီမီလာမင်းသား။ဒါနဲ့အခုအဖိုးတို့တွေဘယ်ကိုဆက်သွားကြမလဲ။ဘိုးခန့်ကြီးရဲ့အမေစကားကိုကြားတော့လာမင်းသားလည်းတတက်ကလေးကိုပေါ်အောင်ပြုံးပြရင်ဘာမှဆက်မပြောဘဲတိတ်ဆိတ်စွာနဲ့ပဲအရှယာနေခတ်သွက်သွက်နဲ့ရှောက်နေခဲ့ပါရဲ့။ဒီလိုနဲ့တနေ့အရောက်မှာတော့သွေးတန်တရေရဲ့နဲ့ပရလောကသားတစ်ကောင်နဲ့အနောက်ကနေလိုင်လံဖမ်းဆီးနေကြတဲ့နန္နာဘဝနှစ်ကောင်သူတို့မြင်လိုက်ရပါရဲ့။ ရှေးဆုံးကပရလောကဝိညာဉ်တကောင်ကကြောက်အားလန့်အားနဲ့သူတို့ရှိရာဥတီလာနေတော့နောက်ကလိုက်လာတဲ့နန္နာဘဝတွေကသူတို့မြင်ပြီးစက်မလိုက်ရဲပဲနောက်ပြန်လှည့်ပြေးကြတာကိုလည်းလမ်းမင်းသားတို့မြင်လန်းရပါတယ်။အဲ့ဒီသူတို့စီကိုကြောက်လန့်တကြားပြေးလာတဲ့ပရလောကသားဝိညာဉ်ကရောဘယ်သူလဲ။ဘာကြောင့်နောက်ကနန္နာဘဝတွေကလိုက်လံဖန်ဆီးနေကြသလဲဆိုတာတော့လမ်းမင်းသားနဲ့ဘဝချားသားမြတ်တာဆိုတဲ့အပိုင်းစတဲ့မှာစောင့်မျှော်ပြီးနားဆင်ပြေးကြပါအောင်နော်။ဟုတ်ကဲ့ပါရှင်။ ဒီနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းဇာတ်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။